သားရဲ့သားရဲ့ထင်းတဲ့မှုကတော့ကျွန်တော်မိမပြောတာလုံးလိုက်တယ်မိမဒီနေ့ဒါလုံးဆိုလို့ရှင်အဲ तू ပြောတဲ့အတိုင်းလုံးလိုက်တယ် तू မိဝိုင်းနေဆိုလို့ရှင်တော့ကြောက်လည်းမလုပ်ယူချင်အောင်ဆောင်းလိုက်တယ်ဟုတ်ကဲ့ရာဘာလို့ရလဲဆိုတော့အသားရဲ့နှစ်ယောက်စာထိမ့်သိမ့်ရတယ်လို့ဖြစ်တာပေါ့နော်ကို့အတွက်လည်းကိုလုံးရတယ်သူ့ကိုလည်းတစ်ချိန်လုံးကြည့်ပြီးတော့စိုက်တတိပေးနေရတယ်အဲ့ဒီလက်ထဲကမှဒါလိမ့်လိုက်ဒီလိုလုံးအဲ့လိုမျိုးစောင့်ကြည့်မပြောရင်လင့်လက်တလို့ထွက်ပြေးသွားမလုပ်တော့ဘူး လှပအတွက်ပဲဖြစ်ဖြစ်တကူရတရှင်းမှုအတွက်ပဲဖြစ်ဖြစ်ဇက်မိုက်အတွက်ပဲဖြစ်ဖြစ်ပေါ့နော်ဒီအမွေးမြင်ရှင်းတဲ့ကိစ္စအမျိုးသမီးတွေမှာတော်တော်လေးအရေးပါပြီးတော့အလုံးရှုပ်တဲ့တဲမှာပါတာပေါ့လေအဲ့တော့ဒီစက်ကြီးရောက်လာပြီဆိုလို့ရှင့်တော့အလုံးရှုပ်တတ်တာတော့မှာပေါ့ ဟုတ်ပြောဒီဆက်ကလည်းဒီ clarity 2ဆိုတဲ့ဆက်ကလည်းဒါနိုင်ငံတကာမှာအရန်ကိုနာမည်ကြီးတဲ့ဆက်ပေါ့နော်။ဟောဒီဆက်နဲ့ဆိုလို့ရှင်ဘယ်ပဲမဲ့နိုင်ငံခြားမှာလုပ်မယ်ဆိုလို့ရှင်ဈေးဈေးအရန်ကြီးရပေါ့နော်။ဒီမှာဆိုလို့ရှင်တော့တအားကိုတက်ဟုတ်တယ်။အာဒီဟာဒီလို treatment နေရယူနိုင်ငံခြားမှာယူရင်ဈေးအတွက်ကြီးလို့ရှင် တော်တော်တိုင်အောင်မယူနိုင်တော့တဲ့ဈေးတွေပေါ့နော်ဒေါ်လာရာနဲ့ချီပေးရဒါပေမဲ့ကိုယ်နိုင်ငံမှာဒီဆက်ကြီးတွေလည်းရောက်လာတယ်ဒါပေမဲ့ပေးရတဲ့ဈေးလေးကလည်းအကုန်လုံးတက်နိုင်တော့တဲ့ဈေးလေးနဲ့ပေးရတော့အမှန်တော့ဒီနိုင်ငံမှာလောက်တာအရန်ကိုတန်တယ်ရန်ကုန်တန်းအခုဆိုလို့ရတာဒီဆက်အစ်ရောက်တဲ့အထိမ်းမှန်တဲ့သူက lifetime promotion ပေးမှာဆိုတော့ပိုရောင်တန်သေးတယ်အရင်ဆိုရင်ဒီ hair removal ဆိုတာတချိန်တစ်ခါတည်းလုပ်လို့တော့လည်းမပြေဘူးလေအမြဲတမ်းတစ်လတစ်ခါအနည်းဆုံးနှစ်လတစ်ခါတော့ပုံမှန်အမြဲလုပ်နေရတာဆိုတော့ तू က lifetime promotion ပေးထားတော့ကိုကတချိန်နဲ့ဝယ်လိုက်တာ ਨੇ ကိုသုံးနိုင်တဲ့လောက်သုံးကျင်တဲ့လောက်နှစ်အချီသုံးလို့ရတာဆိုတော့အရန်တန်တာပေါ့ ဟုတ်ဒီဟာပဲဒီ live time ကိုယူပြီးတော့မှနှစ်နှစ်လောက်လုပ်ရင်ကိုပဲတော့တော်ရိုးတန်နေပြီ channel ဟာဒီကတော့အလကားလို့ဖြစ်နေနှစ်နှစ်တောင်မှတွက်ကြည့်ပဲဆိုလို့ရှိရင်ဒီချိန်ချင်းလုပ်တဲ့ဈေးဆိုလို့ရှိရင်၁၀ချိန်သာလောက်ပဲပေးရုံနဲ့ကိုက live time ရမှာလို့ဖြစ်နေတာဟုတ်အခုဒီမှာအာဒီခွင့်ရရတော့လုံးဝလက်လွတ်မခံတဲ့ခွင့်ရပဲဟုတ်လာလဲလာချင်တယ်ချိန်လည်းမကုန်ချင်းချိန်လည်းမကုန်ဘူးအဲ့လိုတော့မရဘူးလို့ no pain no gain ပေါ့နော်ကိုကလှကြည့်ရယ်နော်ဒုက္ခခံရလားပေးရတယ်ဒါတော့မှဟိုကိုလှသွားဖို့အတွက်ပဲလေနော်အဲ့တော့ ဟိုတချို့လည်းတချို့နီးတချို့နဟန်လေးနဲ့လည်းလောက်ကြတာရှိရပါတော့ဒါပေမဲ့ဒါကတော့အကောင်းဆုံးပေါ့ဒီ client reset နဲ့ hair remover ကတော့အီးကြားဘူးတမရတယ်အမလုံးဘူးတမရတယ်အမတော့အကောင်းဆုံးပဲအဲတချို့ကြတော့လည်းဒီဟိုရိတ်တာတို့ပြီးရင် waxing လောက်တာတို့ဘာတော့ရင်တော့လောက်ကြတာပေါ့နော်အဲ့ဒါကြီးကြတော့လည်းဒီအသားလောင်တာတွေပြီးရင်ကြာလို့ရှိရင်အမဈိုင်းနေပါလေဆိုမဲသွားတာမျိုးဖြစ်တတ်တယ်လေအဲ့တော့ဒီလိုမျိုး laser နဲ့လောက်တာတော့အကောင်းဆုံးပဲအဲ့ပြီးတော့သူ့စီမှာဒီ whitening function လည်းပါတဲ့အခါကျတော့ကတော့ပိုပြီးပေါင်းတယ် ဇာရိုက်နှစ်ပါးဖြူဖို့အတွက်ပါလုပ်လို့ရတာပေါ့။ဇာရိုက်အသားရည်ထိနေမှုကတော့ကျွန်တော်မိမပြောတာလုံးလိုက်တယ်။မိမဒီနေ့ဒါလုံးဆိုလို့ရှင်အဲ့ तू ပြောတဲ့အတိုင်းလုံးလိုက်တယ်။ तू မေ့ဝိုင်းနေဆိုလို့ရှင်တော့ကြောက်လည်းမလို့ယူကြအောင်ဆောင်နေတယ်။ဟုတ်ရရပါလို့ရလဲဆိုတော့အသားရည်ကနှစ်ယောက်စာထိန်းသိမ်းရတယ်လို့ဖြစ်တာပေါ့နော်။ကို့အတွက်လည်းကိုလုံးပါတယ်။သူ့ကိုလည်းတစ်ချိန်လုံးကြည့်ပြီးတော့စိုက်တိပေးနေရတယ်။အဲ့လက်ထဲကမှဒါလိမ့်လိုက်ဒီလိုလုံးအဲ့လိုမျိုးစောင့်ကြည့်မပြောရင်လင့်လက်တလို့ထွက်ပြေးသွားမှာမလုတော့ဘူးအဲ့လိုစကားတော့နားထောင်တယ်မပြောမချင်းတော့မလို့မပြောမချင်းတော့မလို့ ဟိုပြောရင်တော့လည်းလှုပ်လိုက်တယ်လေမဟုတ်လို့ရှင်မလှုပ်မချင်းအတော့ပွားနေရခါကြတော့နာကြီးရခါကြတော့ င်မပြေခါလိုက်တော့လုပ်ပေးလိုက်တော့အတန်းကြီးတော့ဆိတ်မရှိဘူးအဲမလှလဲနေပါစေဟာဆိုရဖြစ်ထားလိုက်ချက်တာပေါ့နော်ဩကြာကြာနဲ့ကြည်လိုက်မဟုတ်ဘူးနော်သွေးပေါက်တွေကျဲနေပြီဟွာလေးလုပ်လိုက်ပါဦးအဲမျက်နှာသေးသေးလေးတော့စိတ်ရှည်လက်ရှည်တစ်ပေးပါမျက်နှာသေးသေးဆိုလဲသူကလေမျက်နှာပေါ်တင်ထိုက်ပြရတယ်ရေချချင်းပြန်စေးချတာအာဘေးမှာစောင့်နေရတယ်တော့နေအောင်နေအောင်မျက်နှာပေါ်တင်ပြီးရေမစင်းချလို့ဘယ်လိုလုပ်အရေးထားတာမှာနည်းနည်းတော့ပို့အောင်ပေါ့နော်အာအဲ့လိုယောက်ျားလေးတွေနဲ့အလှပနေရတော့အဆင်မပြေဘူးဟာအလှပစင်ဝင်စားလိုက်ရမလားပြော ေးတာပြင်းနေတယ်ပါဟုတ်တယ်ဟုတ်တယ်အဲ့လိုနည်းနည်းမှမလှကျင်ဘူးသူကအဲ့ဒါဒီနေ့ညာပြောကိုချောလာကိုချောလာကိုဂယူးဆိုင်တာကောင်းလို့ထင်တယ်ဒါကတော့သူ့တာဝန်ပဲလေကျေးဇူးထူးထေးတင်စရာမလိုရှာကျွေးနေရပဲလေနော်အာဒီအမီရာကဒီစိတ်ကနေတဲ့မှာဆိုလို့ရှိရင်ဒီဟာနှစ်လဲကြာပြီပေါ့နော်ဒီလိုရရှိအကြာကြီးလဲဆိုလို့အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်တယ်အခုလိုဆက်တစ်ကြီးရလဲအများကြီးတိုးတက်လာတာနဲ့အမြပေါ့နော်အစ်စ်တစ်တယ်လဲအပရိတ်လို့လို့လုံနိုင်တယ်ဆိုတော့အများကြီးခုန်ယူပါတယ်နောက်လဲ ဘာဆက်တွေပဲအစ်တထွတ်ထွတ်တင်ပြပါဦးလို့လို့ဟုတ်ဒီအမရမှာဆိုလို့ရှင်လဲသူကဒီနီစနစ်တွေအစ်တတွေပေါ်လာတိုင်းပေါ်လာတိုင်းမှာတို့ကဒီမှာရနေရောပေါ့နော်ခုဆိုလို့ရှင်လဲကျွန်တော်ဆိုလို့ရှင်ပါလဲ Uh, NAD+ plus, uh, drip ပေါ့เนาะကျွန်တော် ပုံမှန်သွင်းလေးရှိရဲ့ NAD+ plus drip ပေါ့เนาะဒီမှာ NAD facial ဆိုတာလေးတခုကိုရလာပြီ။သူကကြာနူးပြောင်းအောင်လုပ်ပေးတဲ့ drip ပေါ့เนาะအခုမျက်နှာကိုပဲ focus လုပ်ပြီးတော့မှနူးပြောင်းအောင် အောင် facial လုပ်လို့ရပြီဆိုတဲ့ခါကျတော့ကျတော့လုပ်လို့မရဘူးမိမထက်အရင်ငယ်သွားတယ်။သူကအခုတော့ကလေးမျက်နှာလေးပြင်နေရဆိုတော့သူတော့ပေးလုပ်လို့မပြောကိုပဲလုပ်မယ်။အော်အဲ့လိုမျိုးဒီမျိုးဒီကုသမှုအသက်တဲ့ niche နဲ့တက်တဲ့အများကြီးအများကြီးပို့ပြီးတော့မှလုပ်ပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ။